မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ AI ကိုအသုံးပြုပြီးတော့ဓာတ်ပုံထဲမှာရှိတဲ့လူနှစ်ယောက်ကိုအချင်းချင်းအပြန်အလှန်ပွင့်ဖက်ခိုင်းတဲ့နီလန်းလေးတွေကိုကျွန်တော်တို့ AI သုံးပြီးတော့မှပြုလုပ်ပြပေးသွားမှာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ဒီမှာတော့နမူနာအနေနဲ့ကွန်ပျူတာနဲ့မတ်ဝဲရဲ့ပုံလေးကျွန်တော်တို့ဒေါင်းလုဒ်ဆွဲထားပြီးတော့မှ နမူနာကျွန်တော် အရင်ဆုံးစမ်းကြည့်ပေးထားပါတယ်ဒီတော့ကျွန်တော်တို့ DR ဓာတ်ပုံလေးကအခုလက်ရှိတော့ဓာတ်ပုံအနေထားပဲရှိသေးတယ်ဒီတော့ဒီဓာတ်ပုံထဲမှာရှိနေတဲ့လူနှစ်ယောက်ကိုကျွန်တော်တို့ကအပြန်အလှန်အချင်းချင်းပွင့်ဖက်ခိုင်းတဲ့ပုံစံလေးတွေဖြစ်အောင် AI ကိုသုံးပြီးတော့ဖန်တီးပေးသွားမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာနမူနာအနေနဲ့ပြုလုပ်ပေးထားတာလေးကိုတခြားလောက်ဖွင့်ပြပေးသွားပါမယ်ကျွန်တော်တို့ဒီဓာတ်ပုံလေးကို AI ကိုသုံးပြီးတော့မှကျွန်တော်တို့ အဲအချင်းချင်းကျွန်တော်တို့ပွေဖက်ခိုင်းတဲ့ပုံစံလေးလောက်လိုက်တဲ့အတွက်ဓာတ်ပုံလေးကကျွန်တော်တို့ဗီဒီယိုအနေနဲ့အရှင်ပုံစံလေးကျွန်တော်တို့ရသွားတယ်ပေါ့နော်ဒီရဲ့ဒီရဲ့နီလန်လေးကတော့ကျွန်တော်တို့ ဟောအနေဝင်းနေတဲ့ကျွန်တော်တို့မိဘနဲ့သားသမီးတွေဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ချစ်သူတကယ်ချင်းတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါတယောက်နဲ့တယောက်အနေဝင်းတဲ့အခါမှာဓာတ်ပုံလေးတွေဓာတ်ပုံချင်းစီကိုကျွန်တော်တို့ဓာတ်ပုံနဲ့အနေနဲ့ပေါင်းဆက်ပြီးတော့ရလာတဲ့ဓာတ်ပုံလေးဓာတ်ပုံကို AI ကိုသုံးပြီးတော့မှအချင်းချင်းပွေဖက်တဲ့ပုံစံလေးတွေပေါ့နော်ဒါလေးတွေကျွန်တော်တို့စားနှောက်ချင်တာပဲဖြစ်ဖြစ်အခုလိုပုံစံလေးတွေသုံးပြီးတော့မှပြုလုပ်လို့ရပါတယ်ဒီတော့ဒီရဲ့နီလာလေးတွေကိုပြပေးမှဖြစ်တဲ့အတွက်ကျွန်တော်တို့က AI ကိုသုံးပြီးတော့မှပြုလုပ်ရမှာဖြစ်တယ် ် AI ကိုသုံးဖို့ရာအတွက်ကျွန်တော်တို့ကိုယ်ကွန်ပျူတာလေးမှာ internet လေးချိန်ထားပေးပါမယ်။ပြီးရင်တော့ကျွန်တော်တို့ Chrome browser လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ Chrome browser ဖွင့်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးဓာတ်ပုံထဲမှာရှိတဲ့လူနှစ်ယောက်ကိုအချင်းချင်းအပြန်အလှန်ပွင့်ဖက်ပြီးတော့မှအဲလောရှာမှုဓာတ်ပုံလေးအနေနဲ့ဗီဒီယိုအနေနဲ့ရရှိဖို့ရာအတွက်ကျွန်တော်တို့ဝင်ပေးရမယ့် AI website လေးကကျွန်တော်တို့ဒီ PISVERC.ai ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ် ကျွန်တော်တို့ဒီမှာစလုံးလေးကမြင်ကွင်းကွဲလာမသိဘူးเนาะကျွန်တော်နည်းနည်းလေးဇွန်းဆွဲပြပေးသွားပါမယ်ကျွန်တော်တို့ဝင်ပေးရမယ့် AI website နာမည်လေးက pivot.ai ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ် p i h v e r s e . a i ဆိုပြီးတော့ကျွန်တော်တို့ chrome ရဲ့ search bar လေးမှာရိုက်ထည့်ပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ enter လေးခောက်ပေးလိုက်မယ် အန်ဒါကားလိုက်တာနဲ့တပြိုင်နဲ့အခုလိုမျိုးကျွန်တော်တို့ Paper AI ဆိုတဲ့ဒီရဲ့ကျွန်တော်တို့ website လေးတွေကိုကျွန်တော်တို့အခုလိုမျိုးပုံစံလေးရောက်လာပါလိမ့်မယ်။ဒီနေရာလေးရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ login ဆိုပြီးတော့မှရှိနေပါလိမ့်မယ်။ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့က login ဆိုတာလေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့မှကိုယ့်ရဲ့ Gmail account နဲ့အရင်ဆုံး login လေးဝင်ပေးရမှာဖြစ်ပါတယ်။ login ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က ဓာတ်ပုံတွေထဲမှာရှိတဲ့လူနှစ်ယောက်ကိုအပြန်အလှန်ပွေဖက်ခိုင်းမှာဖြစ်တဲ့အတွက်ကိုပြုတ်လုံးမဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့အခုဒီရဲ့အောက်က image or text ဆိုတဲ့နေရာလေးမှာဓာတ်ပုံထည့်တဲ့နေရာလေးရှိပါတယ်ဒီတော့ဒီရဲ့နေရာလေးကနေပြီးတော့ကျွန်တော်တို့အထက်ထည့်ပြီးတော့မှအသုံးပြုပေးရမှာဖြစ်တယ် ဒီလိုမှမဟုတ်ဘူးကျွန်တော်တို့ဒီမှာ effect တွေကိုကျွန်တော်တို့ဝင်ပြီးတော့မှကြည့်လို့လည်းရပါသေးတယ်။ဒီတော့ effect ဆိုတဲ့နေရာလေးတွေကိုကျွန်တော်တို့ဝင်ကြည့်လိုက်တဲ့အခါမှာဆိုရင်ဟောဒီရဲ့ website လေးမှာဆိုရင်ကျွန်တော်တို့ဓာတ်ပုံတွေကိုသုံးပြီးတော့မှအချင်းချင်းကျွန်တော်တို့အခုလိုမျိုးချတဲ့ပုံစံလေးတွေတို့ပြီးရင်ကျွန်တော်တို့နန်းနေတဲ့ပုံစံလေးတွေတို့ပေါ့နော်။ပြီးသွားပြီဆိုရင်ဒီအောက်မှာကျွန်တော်တို့ဟောအမျိုးမျိုးကျွန်တော်တို့လုပ်လို့ရတယ်။တစ်ယောက်နဲ့တစ်ယောက်ကျွန်တော်တို့ဒီမှာပွေဖက်ခိုင်းတဲ့ပုံစံလေးတွေရောပေါ့။ဒီတော့ဒီ website လေးထဲမှာကျွန်တော်တို့ဝင်ပြီးတော့မှအများကြီးပဲကျွန်တော်တို့ပြုလုပ်လို့ရပါတယ်။ဒီတော့ကျွန်တော်တို့က ဒီတဲကပုံစံတွေကိုသုံးပြီးတော့မှပြုလုပ်မှာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်တိုင်းကြဓာတ်ပုံလေးတွေကိုရွေးပြီးတော့မှပြုလုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဓာတ်ပုံထည့်တဲ့နေရာလေးမှာကလစ်တစ်ချက်နှိပ်လိုက်ပါမယ်။နှိပ်ပြီးသွားပြီဆိုရင်တော့ကိုပြုလုပ်မဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ဒီနေရာမှာထည့်ပေးရပါမယ်။ဒီတော့ကျွန်တော်တို့ဒီမှာ download ဆွဲထားခဲ့တဲ့ DF ဓာတ်ပုံလေးကိုနမူနာအနေနဲ့ပြပေးမှာဖြစ်တဲ့အတွက်သူ့ကို select လေးပေးပါရစေ။ open ဆိုပြီးတော့မှကျွန်တော်တို့နှိပ်လိုက်ပါမယ်။ ပုံမှန်နဲ့လိုက်တာနဲ့တပြိုင်နက်ဓာတ်ပုံလေးကိုသူက upload လုပ်နေပါလိမ့်မယ်ကျွန်တော်တို့ဒီရဲ့နေရာလေးမှာ100%လေးကျွန်တော်တို့ပြည့်အောင်စောင့်ပေးရပါမယ်ဒီတော့100%ပြည့်သွားတာနဲ့တပြိုင်နက်ကျွန်တော်တို့ပြည့်လုံးမဲ့ဓာတ်ပုံလေးကတော့ upload လုပ်ပြီးသွားတာမှန်တယ်ဒီတော့ကျွန်တော်တို့ဒီရဲ့ decrypt the content ဆိုတဲ့နေရာလေးမှာဒီဓာတ်ပုံလေးကိုကျွန်တော်တို့ကဘယ်လိုပုံစံလိုချင်တာလဲဒီနေရာမှာကျွန်တော်တို့ decrypt ပေါ်ပြပေးရမှာဖြစ်ပါတယ် ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ကစာရီရိုက်ထည့်ပေးရမှာဖြစ်တဲ့အတွက်စာရီရေးတဲ့အခါမှာကျွန်တော်တို့အင်္ဂလိပ်စာရီနဲ့ပဲရေးပေးရမှာဖြစ်တဲ့အတွက်တချို့ကျွန်တော်တို့အင်္ဂလိပ်စာအားနေတဲ့သူလေးတွေကျွန်တော်တို့အဆင်ပြေအောင်တစ်ချက်လောက်ပြောပြပေးသွားပါမယ်။ဒီတော့ကိုလောက်ချင်တာကဓာတ်ပုံနှစ်ခုအချင်းချင်းကျွန်တော်တို့ကပွေဖက်တဲ့ပုံစံလေးတွေလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အချင်းချင်းပွေဖက်ချင်းဆိုတာလေးကိုအင်္ဂလိပ်လိုလဲကျွန်တော်တို့ကမရေးတတ်ဘူး။ဒါကြောင့်အင်္ဂလိပ်စာအားနေတဲ့သူတွေအတွက်ဆိုရင် ကျွန်တော်တို့ဒီမှာတက်အစ်စ်လေးခေါ်လိုက်ပါမယ်။ မြန်မာကနေပြီးတော့မှအင်္ဂလိပ်စာပြောင်းဖို့ရအတွက်ကွန်ဖာအင်္ဂလိပ်တူမြန်မာဆိုပြီးတော့မှကျွန်တော်တို့ search bar လေးမှာကျွန်တော်တို့ရိုက်ထည့်ပေးလိုက်ပါမယ်ကွန်ဖာအင်္ဂလိပ်တူမြန်မာဆိုပြီးတော့ရိုက်ထည့်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ enter လေးခေါက်ပေးလိုက်ပါမယ် enter ခေါက်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့အင်္ဂလိပ်နဲ့မြန်မာ translate လုပ်တဲ့နေရာလေးကိုရောက်လာပါတယ်ဒီတော့ကျွန်တော်တို့ကဒီရဲ့နေရာလေးမှာမြန်မာစာလေးရေးမှဖြစ်တဲ့အတွက်အချင်းချင်းပွဲဖက်ချင်းဆိုပြီးတော့မှ ကျွန်တော်တို့ရေးလိုက်ပါမယ်အချင်းချင်းပွေးဖက်ခြင်းဆိုပြီးတော့မှမြန်မာလိုလေးရေးလိုက်ပါတယ်ဒီကရေးထားတဲ့မြန်မာစာကိုကျွန်တော်တို့ကအင်္ဂလိပ်စာအနေနဲ့လိုချင်တာဖြစ်တဲ့အတွက်ဒီဘက်ကဘာမီဆိုတဲ့ဘေးမှာရှိတဲ့ down arrow key လေးကိုတစ်ချက်လောက်နှိပ်မယ်ပြီးသွားပြီဆိုရင်တော့ဒီထဲကနေပြီးတော့ကျွန်တော်တို့က အင်္ဂလိပ် language ကိုပြောင်းချင်တာဖြစ်တဲ့အတွက်ဒီနေရာလေးမှာကျွန်တော်တို့အင်္ဂလိပ်ကိုရွေးပေးလိုက်ပါမယ်။ဒါကြောင့်ဒီမှာအင်္ဂလိပ်ကိုရွေးလိုက်မယ်။အင်္ဂလိပ်ကိုရွေးလိုက်တာနဲ့တပြိုင်တည်းအချင်းချင်းပွေဖက်ချင်းဆိုတဲ့အဓိပ္ပာယ်မှာအင်္ဂလိပ်လို့ဆိုရင်တော့ကျွန်တော်တို့ hugging each other ဆိုပြီးတော့မှအပြည့်ထွက်ပါတယ်။ဒီတော့ဒီရရလာတဲ့အင်္ဂလိပ်စာလေးကိုကျွန်တော်တို့ကဆက်လက်ပေးပြီးတော့မှ control ရယ် C ရယ်နှိပ်ပြီးတော့ copy လေးပို့ခဲ့ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ pivot website ထဲမှာကျွန်တော်တို့ဒီရက်နေရာဓာတ်ပုံနေရာလေးမှာကျွန်တော်တို့က control ရဲ့ဘူရဲ့နှိပ်ပြီးတော့မှပေးချပေးရမှာဖြစ်ပါတယ်ဒီတော့ပေးချပေးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီဘက်ဘေးလေးမှာ create လုပ်ပေးရမှာဖြစ်ပါတယ်ဒီတော့ create တခါလောက်လိုက်တိုင်းမှာကျွန်တော်တို့အခုလိုမျိုး coin လေးတွေ30ကုန်မယ်ဆိုပြီးတော့တခါတဲ့သူကပြပြပေးသွားပါတယ်ဒီရဲ့ paper ဆိုတဲ့ဒီဒီ AI website လေးရဲ့အားနည်းချက်ကတော့သူကဝယ်ပြီးတော့မှသုံးခိုင်းတာမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာတခါတဲ့သူက120ပေးထားပါတယ် တရက်120ကုန်သွားတယ်ဆိုရင်တော့ကျွန်တော်တို့ကဆက်လက်ပြီးတော့မှပုံတွေကို create လုပ်လို့တော့ရမှာမဟုတ်ဘူးကျွန်တော်တို့ပတ်ဒေါ်လာနဲ့ပေးပြီးတော့မှဝယ်ပေးရမယ်ပေါ့နော်ဒီတော့အခုလောလောဆယ်တော့ကျွန်တော်တို့ကဒီမှာ120ရှိတဲ့အတွက်သူက30ပဲကုန်ပါမယ်ဒါကြောင့်ကျွန်တော်တို့ create ဆိုတာလေးလုပ်လိုက်ပါမယ် create ဆိုတာလေးလုပ်လိုက်တဲ့အခါမှာဆိုရင်သူ့လိုလိုကျွန်တော်တို့ create လုပ်နေပါလိမ့်မယ်ဒီနေရာလေးမှာကျွန်တော်တို့ internet line ကောင်းနေဆိုရင်တော့အဲခဏလေးပဲဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ internet line ကနှင်းနေတယ်ဆိုရင်တော့ ဒီရဲ့နေရာလေးမှာကျွန်တော်တို့နည်းနည်းလေးကျွန်တော်တို့ကြအောင်ဆောက်ရပါလိမ့်မယ်။ဟောအခုဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်လိုက်ပါမယ်။ကျွန်တော်တို့ရဲ့ဓာတ်ပုံလေးကိုအခုလိုမျိုးပုံစံလေးအဲသူကပွတ်ဖက်သွားတဲ့ပုံစံလေးသူကပြောင်းပေးသွားပါတယ်။ဒီတော့ဒီရဲ့ဗီဒီယိုလေးကိုကိုယ်ကကြားနေသက်မှုရှိသွားပြီဖြစ်တဲ့အတွက်ဒေါင်းလုဒ်ဆွဲခြင်းနဲ့ဆိုရင်တော့ဒီမှာကျွန်တော်တို့ဘေးမှာရှိတဲ့ဒေါင်းလုဒ်ဆိုတဲ့ကလုံလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့အလွယ်တကူကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာဒေါင်းလုဒ်ဆွဲလိုက်လို့ရပါတယ်။ဒီတော့ဒေါင်းထားတဲ့ကျွန်တော်တို့ဗီဒီယိုဖိုင်လေးပြီးသွားပြီဆိုရင်တော့ download ဆိုတဲ့အထဲမှာကျွန်တော်တို့ကိုဒေါင်းထားတဲ့ file လေးရောက်နေပါလိမ့်မယ်ကျွန်တော်တို့ဒီမှာ file explorer လေးကိုတစ်ချက်လောက်ဖွင့်လိုက်ပါမယ်ပြီးပြီဆိုရင်တော့ download ဆိုတဲ့အထဲကိုဝင်လိုက်ပါမယ်ဟောကျွန်တော်တို့ဒီမှာ AI ကို create လုပ်ခိုင်းထားတဲ့တုံးနဲ့တူအချင်းချင်းအပြန်လန်ပွေဖက်နေတဲ့ video လေးရရှိလာပြီးဖြစ်ပါတယ်သူ့ကိုတစ်ချက်လောက်ကျွန်တော်တို့ဖွင့်ကြည့်လိုက်ပါမယ်အခုဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဓာတ်ပုံလေးကနေပြီးတော့မှာ လှုပ်ရှားမှုဓာတ်ပုံလေးအနေနဲ့ကျွန်တော်တို့ပြောင်းသွားပြီးတော့အချင်းချင်းကျွန်တော်တို့ပွေဖက်တဲ့ပုံစံလေးတွေကျွန်တော်တို့ရရှိသွားပြီးဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့က AI ကိုအသုံးပြုပြီးတော့မှဓာတ်ပုံတွေကိုအချင်းချင်းအပြန်အလှန်ပွေဖက်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ဒီတော့အခုကတော့ကျွန်တော်ကနမူနာပြပေးသွားတာဖြစ်တဲ့အတွက်ဒီ computer ဦးနဲ့ malware ရဲ့ဓာတ်ပုံလေးမှာစုံတွဲဓာတ်ပုံလေးကိုကျွန်တော်ကနမူနာထားပြီးတော့ပြပေးသွားတာဖြစ်ပါတယ်။ကိုကတကယ်လို့ကိုပြုလုပ်ချင်တဲ့ဓာတ်ပုံလေးတွေကစုံတွဲဓာတ်ပုံမရှိဘူးတယောက်တစ်ခွဲကျွန်တော်တို့ကကွဲပြားနေတယ်ဆိုရင် ကွဲနေတဲ့ကျွန်တော်တို့ဓာတ်ပုံလေးနှစ်ပုံ Photoshop နဲ့ကျွန်တော်တို့အလွယ်တကူကျွန်တော်တို့ပေါင်းပြီးတော့မှပေါင်းပြီးတော့ရလာတဲ့ဓာတ်ပုံလေးကိုမှကျွန်တော်တို့ကအခုလိုမျိုးလေးပြန်ပြီးတော့လဲစမ်းကြည့်လို့ရပါတယ်ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်ကျွန်တော်ဒီရက်သင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ်ခင်ဗျာ